အမေရိကန်ဘူမိဗေဒတိုင်းတအီဌာန USGS ရဲ့ထုတ်ပြန်ချက်အရဖိလစ်ပိုင်နိုင်ငံမင်ဒါနာဝဂျွန်မိုင်ဒါနာဝရဲ့အရှိတောင်းဘက်ကန်လွန်ပင်လယ်ပြင်သောတောက်ကြအနေမနက်ပိုင်းကပြင်းအားခွန်တဲထမလေအဆင့်ရှိတဲ့အားပြင်းငလျင်တစ်ခုလုခတ်ထဲပါတယ်ငလျင်ဘဟုချက်ဟာမင်ဒါနာဝဂျွန်ရဲ့အကြီးဆုံးမြို့ဖြစ်တဲ့တာဗာအိုမြို့ကနေ123ကီလိုမီတာ86မိုင်အကွာမှာရှိပြီးမီအောင်အနက်58တဒမ်မှ30ကီလိုမီတာ 36မိုင်ငေါ့မှာလှုပ်ခတ်ခဲ့တာလို့သိရပါတယ်။လှုပ်ခြင်းကတော့ဒေတာစံတော်ချင်းမနက်9:45မိနစ်ခန့်ထပ်ပါတယ်။ငလျင်လှုပ်ခတ်မှုကြောင့်ထိတ်လန့်တကြားဖြစ်ခဲ့ကြတဲ့ဒေတာခန်တွေဟာအဆောက်အဝန်တွေကနေလမ်းမပေါ်တွေကိုပြေးထွက်လာကြပါတယ်။လမ်းမမှာရှိသူတွေဟာလည်းမြေပြင်တုံးခါနေတာကြောင့်ဟန်ချက်ထင်းဖို့ယုံကန်နေရတဲ့ရုတ်တံမတန်တွေထွက်ပေါ်လာခဲ့ပါတယ်။ငလျင်ဆက်လှုပ်ခတ်ခြင်းမှာထိခိုက်ပျက်စီးမှုအစီရင်ခံစားတွေချက်ချင်းမရရှိခဲ့ပါဘူး။ American Tsunami 3 Basin က ဖိလစ်ပိုင်အင်ဒိုနီးရှားနဲ့ပလောင်ကျွန်းနိုင်ငံတွေမှာဆူနာမီလိုင်းများဖြစ်ပေါ်နိုင်ကြောင်းအစောပိုင်းကသတိပေးခဲ့ပေမဲ့နေ့လယ်ပိုင်းလောက်မှာတော့အန်ဒီယပြီးဆုံးသွားပြီလို့သိရပါဗျ။တမရပါရီနန်မာကော့စ်ဂျူနီယာကလည်းမြေပြင်အခြေအနေကိုအာနာပိုင်တွေကအကဲဖြတ်နေပြီးရှားဖေးကက်ဆယ်ရေးလုပ်ငန်းတွေကိုပြင်ဆင်နေကြောင်းတောက်ကြနေ့မနက်ပိုင်းကပြောကြားခဲ့တယ်လို့ရိုက်တာသတင်းကဖော်ပြပါဗျ။